အားလုံးမင်္ဂလာပါ chapter 01အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးမယ့်အကြောင်းအရာစာရေးဆရာစာရေး blog ကြီးဟာရဲ့ Chernobyl the history of the nuclear catastrophe ဆိုတဲ့စာအုပ်ရဲ့အကြောင်းပြန်လည်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ရအကြောင်းလေးကိုသိရှိဖို့အတွက်ကျွန်တော် channel ကို like share လေးလုပ်ပေးကြပါမီးပညာကပ်ပေးကြီးတခုပါစူပါပါဝါကြီးတခုလုံးပ ဘလို့ပြပြဝေပြုတ်ကြပျက်စီးသွားသည်ဆိုတဲ့ဇလန်းတွေကလည်းတမိုင်းတွေကအဆိုးအဝါဆုံးဘေးအန္တရာယ်တွေကိုဖြစ်စေခဲ့တဲ့အဖြစ်အပျက်တွေအထိတေးချအသေးစိတ်ပေါ်ပြသွားမှာပါစပြောရမယ်ဆိုရင်တော့ဆိုးဝါးလာတဲ့ဒီဇိုင်းချူရင်ချက်တွေလူသားတွေရဲ့အမားတွေနဲ့ဒီလိုအဖြစ်အပျက်တွေကနေလူတွေကိုသေစေနိုင်လောက်တဲ့အမားတွေစူပေါင်းဆက်သွားပြီးပောက်ကွင်းမှုကြီးကိုဖြစ်စေခဲ့တယ်ဆိုတာပါပဲသူတို့ကရေချင်းမပြည့်မီပဲခံထားတဲ့စက်ရုံလုံးသမားတွေကနေခေါင်းဆောင်ပိုင်းတွေထိပ်ပြီးသူတွေကိုကြော်ကား သူ့ရဲ့ဂုံပုတ်ကိုကာဝယ်ဖို့တတ်တတ်နဲ့ရွေးချယ်ခဲ့ပါတယ်။တကယ်တော့ချာနိုပိုင်းဆိုတဲ့မျိုးလေးဟာကျူတင်တားဆီးနိုင်မယ်ဆိုရင်တော့ရနိုင်တဲ့အဖြစ်ဆိုးကြီးကိုကြုံခဲ့ရတာပါ။မိတ်ဆွေတို့ဟာဒီလိုမျိုးနောက်ထပ်ကပ်ပြီးထပ်မဖြစ်တော့အသက်နဲ့ရင်းပြီးကာဝယ်ပေးခဲ့ကြတဲ့ပထမဆုံးစတင်တုံ့ပြန်သူတွေနဲ့အင်ဂျင်နီယာတွေအပေါင်းချာနိုပိုင်းမျိုးလေးအတွင်းမှာဒီရဲကောင်းတွေရဲ့အကြောင်းလေလာသိရှိသွားမှာဒီဖြစ်ဆိုးကြီးတွင်မှာသူရဲကောင်းတွေများစွာရှိနေကြပါတယ် ဆိုရပိုင်းကကောင်းဆောင်တွေကတော့သူတို့ရဲ့အာဏာကိုသူတို့ကိုသူတို့ကာကွယ်ဖို့အတွက်တောင်းချလို့ပြည်သူလူထုဘက်မှာလုံးဝအယုံကြည်မရှိတော့တဲ့အကျင့်ပြတ်ချစားတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်လာနေပြီပါ။ဒီအဆင့်မှာလည်းဒီလိုအယုံကြည်ကင်းမဲ့ခြင်းနဲ့အကျင့်ပြတ်ခြင်းတွေရဲ့နောက်ဆုံးမှာဆိုဗီယက်ပြည်အောင်စုကြီးကြာဆုံးမှုဖြစ်လာခဲ့ပြီ။တမိုင်းတစ်လျှောက်အကြီးမားဆုံးသောဆိုရပြိုလဲမှုတစ်ခုဖြစ်စေခဲ့တော့ပါတယ်။1986ခုနှစ်မှာကျင်းပခဲ့တဲ့ 28ကျင်းမြောက်ကွန်မြူနတီပါတီကွန်ဂရက်မှာမီခေးကောပါကျော်ကထွေထွေတွင်းမှုဖြင့်ပထမဆုံးမိန့်ခွန်းပြောခဲ့တော့မှာဆိုဗီယက်ပြည်ထောင်စုရဲ့စီးပွားရေးကြဆင်းမှုအတွက်စိတ်မကောင်းကြောင်းကိုပြောခဲ့ပြီးရုပ်ကျွင်းလောင်စာကြောင်မီတွေစီးတန်းခွေကနေနျူကလ িয়ার ဆိုင်ကိုလင်မန်ကပြောင်းလဲပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်။တနည်းပြောရင်မီခေးကောပါကျော်က UFR ရဲ့ဦးတည်ချက်ကိုပြောင်းလဲဖို့နဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ကာလရှည်ချက်လက်နက်ပြိုင်ပွဲမှာ ါဝင်နိုင်မှုအတွက်အဓိကရည်ရွယ်ခဲ့တာပေါ့ဆိုတော့သူတော်ကိုဘယ်လိုလုပ်မှာလဲဒီအတွက်ကတော့ရှင်းပါတယ်တေဂျာပေါ့နျူကလ িয়ার ဓာတ်ပိဆက်ရုံနဲ့တိဆောက်ဖို့ပေါ့ဗျာဒါပေမဲ့ကောဘာကျော်ဟာဓာတ်ပိဆက်ရုံနဲ့ကိုအချိန်တိုတွင်းတိဆောက်ဖို့မဖြစ်နိုင်တာကိုအရင်စိုးရိမ်နေခဲ့တာဖြက်လန်းနည်းတွေတုံးခဲ့ပြီးတမိုင်းတစ်ယောက်အဆိုးအဝါဆုံးဖြစ်ရတဲ့နေရာတစ်ခုကိုဖြစ်စေခဲ့တော့ပါတယ်ဒီနေရာမှာဆိုဗီယက်ပြည်ထောင်စုကပထမဆုံးထရီတာလိုက်တာကတော့ကုန်ကျစရိတ်ပ အာနာပိုင်းတွေငွေချေးကုန်ကြတတ်တာစီဖို့အတွက် RBMK မျိုးစားဓာတ်ပေါင်းပို့ကိုတိစောက်ဖို့အတွက်ရွေးချယ်ခဲ့ကြပါဘာကြောင့်လဲဆိုတော့ RBMK ဓာတ်ပေါင်းပို့တွေကအနောက်တိုင်းတစ်ခုလုံးမှာအသုံးပြုကြတဲ့ VVE ရမျိုးစားတွေထက်အကုန်ကျပို့တတ်တာလို့ပါဒီလိုကုန်ကြစိတ်ချွေချာလိုက်တာဟာ1986ခုနှစ်ဧပြီ26ရက်နေ့မှာဘလူးအသက်အန်ဒီရရှိတဲ့ဆိုတာတွေကိုတက်တည်ပြတာပါလိမ့်မယ်ဆိုတော့ဒါနဲ့ပတ်သက်လို့ဘလူးမျိုးအသက်အန်ဒီတွေရှိစီမှာလဲ ဒါအောင်နားလည်ဘူးဆိုရင်တော့ RBMK တပ်ပေါင်းဘူနဲ့ BBE ရတပ်ပေါင်းဘူတို့ကြားခြားနာချက်ကိုအရင်သိဖို့လိုပါလိမ့်မယ်။ BBE ရတပ်ပေါင်းဘူတွေကဥရိုင်းထဲမှာထိမ့်ညိပေးတဲ့အရာဖြစ်ရေကိုအသုံးပြုပေမဲ့ RBMK အမျိုးအစားကတော့ graphite ကိုတော့အသုံးပြုပါတယ်။ရှင်းရှင်းပြောရရင်အဲ့ဒါလုံခြုံမှုအများကြီးနည်းပါပါတယ်။ဒါအပြင် RBMK တပ်ပေါင်းဘူတွေကသူတို့ရဲ့ထိမ့်ချုပ်တိုင်တွေရဲ့ထိပ်မှာ graphite ကိုသွားသုံးထားပါတယ်။ တကယ်တော့အဲ့ဒါဟာသူတို့ပြုလုပ်ထားတဲ့ဒီဇိုင်းရဲ့အဓိကအပြစ်နာစာ ဖြစ်တာပါပဲ။ဘာကြောင့်လဲဆိုတော့ graphite ဆိုတာဓာတ်ပြုမှုကိုတုံးမြင့်စေတဲ့ပစ္စည်းဖြစ်ပြီးထိန်းချုပ်တိုင်ရဲ့အလုပ်ကတော့ဓာတ်ပြုမှုကိုရှော့ချဖို့ဖြစ်နေလို့ပါပဲ။ဆိုတော့ဘလို့ကြောင့်ဆိုတာကိုမိတ်ဆွေတို့မြင်လာကြပြီလို့ထင်ပါတယ်။အဲ့ဒီတိုင်ထိတ်တူလို့ဒီဇိုင်းကတွေ operator တွေပေါ်သူတို့ရဲ့ဓာတ်ပြုမှုကိုပို့ပြီးတော့ထိန်းချုပ်စေနိုင်မှုဒီဇိုင်းဆွဲထားတာဖြစ်ပေမဲ့ဒီဇိုင်းနာတွေအနေနဲ့ဒီလိုမျိုးထိန်းချုပ်တာမျိုးစားတွေကဘယ်လိုမျိုးစိုးဝါးလာမလဲဆိုတာကိုတော့ မပြင်းစင်ရပါဘူးဒါအပြင်အဲ့ဒီဓာတ်ပေါင်းပူတွေမှာတကယ်ဆိုးဝါးလေးနဲ့တဲ့အပြစ်နာစာတခုရှိအောင်လည်းဒီမကသေးပဲဒီဇိုင်နာတွေကဓာတ်ပေါင်းပူတွေကိုဓာတ်ပြုတ်မှုမရှိအောင်ဓာတ်ရောင်ကြီးကိုထိမ့်သိမ့်နိုင်အောင်ကွန်ကရစ်အောက်ခံမပါဘဲနဲ့တိဆောက်ပြီးတော့ကုန်ကျစရိတ်ချွေးတာဖို့အတွက်တောင်မှငင်းပွားခဲ့ကြပါသေးတယ်ဒါဆိုသူတို့တိဆောက်တဲ့နျူကလ িয়ার ဒါအားပေးဆက်ယုံတွေကိုလောက်သမားတွေနဲ့ပြည်သူလူထုရဲ့လုံခြုံမှုအတွက်လုံးဝစိတ်မပူပဲနဲ့တိဆောက်နေကြတာများလား ဥရောပရုရှားအတွင်းမှာဒီလိုဓာပိဆက်ယုံတွေကိုတိစောက်ခြင်းကိုစန့်ကျင်တာတွေအများကြီးရှိခဲ့ပါဒါပေမဲ့ UFFR အစိုးရလက်ထက်အောက်မှာနေထိုင်ရတာဟာလေဒီလိုစန့်ကျင်မှုတွေလက်မခံဘူးဆိုတာကိုပြသခဲ့ပါတယ်ဒီလိုနဲ့ပဲအစည်းအဝေးတွေကိုရှေ့ဆက်လုပ်ဖြစ်သွားတာကချာနိုဘိုင်းကလည်းဘာကုန်ကရစ်အောက်ခံမှာမပါတဲ့တပေါင်းပူတွေတိစောက်ဖို့ကိုလက်ခံရရှိခဲ့ပါတယ်ကချာနိုဘိုင်းကတပေါင်းပူတွေဘယ်လိုပဲပုံပောက်ကွဲကြတယ်ဆိုတဲ့အကြောင်းအဆွေးနေခဲ့မှာ 1986ခုနှစ်ဆိုဗီယက်ယူကရိန်းကချာနိုဝိုင်းနျူကလ িয়ার ဒါဘေးစက်ရုံတွေကကမ္ဘာပေါ်မှာတတိယမြောက်အင်အားအကြီးမားဆုံးစက်ရုံတွေဖြစ်ခဲ့ပါတယ်။ဒါတွေကြောင့်ပဲချာနိုဝိုင်းမှာလုံနေတဲ့လုံထမားတွေနေဖို့အတွက်နေရာလိုအပ်လာခဲ့ပါတယ်။ဒါဘေးစက်ရုံကနေ2ကီလိုမီတာပဲဝေးတဲ့နေရာမှာနေရာကြီးကြီးမားမားတစ်ခုကိုတည်ဆောက်ခဲ့ကြတယ်။ဒီလိုနဲ့လူကြီး4000ကျော်လောက်ထိရှိတဲ့နျူကလ িয়ার မြို့တော်ကြီးကဒါနှုတ်ထွက်ပစ္စည်းတွေကနေရေကူးကန်နဲ့ရေခဲစကိတ်ကွင်းတွေထိမြို့ထဲမှာအားလုံးရှိလာပြီးတော့ လူတစ်ယောက်ရဲ့လိုအပ်တဲ့စီးဆင်းနေအောင်ရနိုင်တဲ့တာယာတဲ့နေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ဘောင်းမလေးလေးနဲ့မပြောကြခင်အရင်ဆုံးတပေါင်းမှုတွေဘယ်လိုလုပ်လို့လဲဆိုတာကိုပြောကြအောင်ဒီတကယ်တော့ဒါပေးစက်ရုံလေးဆိုတာရက်စစ်ထုတ်ဖို့ဘက်ကဒီဆောင်ထားတာဒါဆိုရင်ဘယ်လိုထုတ်ကြလဲဒီအတွက်ဖြေရတော့သူတို့ပထမဆုံးအနေနဲ့တပေါင်းမှုတွေကအပူကိုထုတ်လွှတ်ပြီးတော့ရေအဝိပြန်စေကရေငွေ့ဖြစ်ပြောင်းလဲပြီးဒါပဲတာပိုင်းကိုစားပေးကရက်စစ်တက်ကိုဖန်တီးနိုင်ပါတယ် ဒါပေမဲ့အဖိုးဖန်တီးဖို့အတွက်ဆိုရင်တော့သူတို့က fusion ဆိုတဲ့လုပ်ငန်းရှင်တခုဖျက်တမ်းပါ fusion ဆိုတာအက်တန်တခုရဲ့နျူကလီယာတင်းငယ်တဲ့အစိပ်ပိုင်းတွေအထိကွဲထွက်သွားတဲ့အချိန်မှာဖြစ်ပေါ်လာပြီးဒီလိုဖြစ်လာတဲ့နျူထရွန်တွေကထွက်လာပါတယ်ပြီးတာနဲ့ဒီနျူထရွန်တလုံးကိုအခြားအက်တန်ရဲ့နျူကလီယာတခုနဲ့တိုက်မိအောင်တွန်းအားပေးလိုက်ပါတယ်ဒီတော့ fusion ဖြစ်လာအောင်ထပ်လုပ်လို့ရသွားပါတယ် yuanian 235လို့အက်တန်တချို့ရဲ့နျူကလီယာတွေကအလုံးမင်းကိုမငြိမ်မသက်ဖြစ်နေကြဘူး ီလိုမတည်ငြိမ်ဖြစ်နေတဲ့နျူကလ িয়ার တွေကရှူရှင်ကိုဖျက်ကပို့ပြီးတော့သေးပြီးတော့တည်ငြိမ်တဲ့အစိပ်ပိုင်းတွေဖြစ်ဝေးထွက်ချင်တာပဲဒီလိုသဘာဝအရဖြစ်လာတဲ့ရှူရှင်တွေကနျူကလ িয়ার တပေါင်းပုံတွေပုံလိုပွားဖို့ကြိုးစားနေတဲ့ဂွန်းဆက်တပ်ပြမှုတစ်ခုကိုဖန်ပြီးပါတယ်ပြီးတော့ဒီ Uranium 235ကိုလောင်စာတိုက်တွေ့တဲ့မှာအတူတူပူးထားလိုက်တဲ့အခါဒီဖြစ်စဉ်ကပုံလိုပွားလာပါတယ်ဒါပေမဲ့နျူထရွန်တွေရ ရောက်လာတဲ့အချိန်မှာတော့ငယ်ရွယ်ပြီးအတွေ့အကြုံရှိတဲ့ညာပိုင်းလောက်သမားတွေရောက်လာခဲ့ပါတယ်။ည7:00နာရီအဖွဲလေးရောက်မလာခင်အထိဒိုင်ယာလော့ဟာစစ်စစ်မှုကိုနိုင်ပေါင်းများစွာကလေးကရည်ရွယ်ထားတာကြောင့်တစ်ဖွဲလုံးကသူ့ရဲ့စူးစမ်းမှုအားနည်းခဲ့တဲ့အတွက်ကြောင့်မလို့ချိန်မောင်းနေခဲ့ပါတယ်။ပြီးတော့စုံစမ်းစစ်ဆေးအဖွဲကလည်းသူတို့ဘာတွေလုပ်နေလဲဆိုတာတော့မသိဘူးဆိုတဲ့အချက်ကို နော်အေဇီ5ခလုတ်ကိုနှိပ်ခဲ့ရပါတော့